အားလုံးကို Happy Easter လို့နှုတ်ဆက်ပါရယ် Hallelujah အဲ့တော့ဒီစကလုံးအာလီလူးယာဆိုတဲ့နော်ကျွန်တော်အာရရွှင်လန်းခြင်းနဲ့ဖခင်ကိုချီးမွမ်းတဲ့အခါမှာဆေယောဂက်စရဲ့စကလုံးသူပြောလဲ we are easter people ကျွန်တော်တို့တွေဟာရှင်မြန်သောပါစကာလူမျိုးများဖြစ်တယ်အသက်ရှင်သောဖခင်ကိုယုံကြည်ကိုးကွယ်တဲ့သူတွေအသက်ရှင်လျက်ရှိကြတဲ့ပုံကိုယ်တွေဖြစ်သလိုကျွန်တော်တို့သီဆိုနေတဲ့သချင်းဟာလည်းအာလီလူးယားပဲဖြစ်တယ်နေ့တိုင်းဆိုနိုင်ရအောင်ခွန်အားတွေယူကြရအောင်အဲ့တော့ဒီကနေ့ကျွန်တော်တို့ ခရစ်တော်ဖျားရှင်ရဲ့ရှင်မြန်ခြင်းပွဲတော်ကြီးသေခြင်းကိုအောင်မြင်တဲ့ပွဲတော်ကြီးကျွန်တော်ခရိယန်တွေအားလုံးအတွက်ယုံကြည်ခြင်းရဲ့အထွတ်အထိပ်ပွဲတော်ကြီးပွဲတကပွဲတွေထဲမှာဒီပွဲဟာဒီဖျားပွဲဟာအမြင့်မြတ်ဆုံးအကြီးမြတ်ဆုံးပွဲတော်ကြီးပါဒါကြောင့်အားရွှင်လန်းခြင်းနဲ့ဖျားရဲ့ကုံတော်ကိုချီးမောသလိုယေရှုတင်ပါယေရှုတင်ပါယေရှုတင်ပါ ဟောဒီချက်ကနေပြီးတဲ့နောက်မနေ့စောစောမှာသင်္ချိုင်းကိုအမျိုးသမီးအချို့မွေးနှံသားတွေယူဆောင်လာကြတယ်တဲ့ကြောက်စိတ်တွေစိုးရင်စိတ်တွေနဲ့ဘာမှအကျိုးမရှိတဲ့ခရီးတစ်ခုသာဖြစ်ပါလိမ့်မယ်အဲ့တော့ကြောက်တော့ဂူဝမှာပိတ်ထားတဲ့ကြောက်တော့ အခုဘာဖြစ်သွားပြီလဲရွေ့နေပြီဘသူလာပြီးတော့ရွှေ့ထားတာလေဆိုတော့အချင်းချင်းမေးကြအဲ့တော့သူတို့တွေပြည့်တပြည့်မြင်လိုက်တာကတရားတမန်နှစ်ပါးဒါပေမဲ့တရားတမန်မှန်းလည်းမသိဘူးလူနှစ်ဦးကိုတွေ့တယ်ဖြူဖွေးနေတဲ့အဝတ်တွေဝတ်ထားကြသူတို့သူတို့မယုံသင်္ကာဖြစ်တယ်စိတ်စဝေစဝါတွေဖြစ်သွားကြတယ် ဲ့တော့တမန်တော်တွေပြောလိုက်တဲ့စကားအသက်ရှင်သောသူကိုဘယ်နဲ့သင်းကြိုင်သေးတဲ့သူတွေအထဲထဲမှာလာရှာနေတာလေတဲ့ကျွန်တော်တို့အဲ့ဒီလိုများဖြစ်နေပြီလားပေါ့ဒါကြောင့်သူတို့ကြောက်စိတ်တွေစိုးရိမ်စိတ်တွေနဲ့သင်းကြိုင်ကိုသွားတဲ့အခါမှာရှင်မြန်သောခရစ်တော်ကို မတွေ့ဘူးဘာသွားလောက်တာလဲသူတို့ တခင်ခရစ်တော်သေးတာကိုပဲထင်နေတာသေခြင်းနဲ့အတူခရစ်တော်ဘုရားရှင်ရဲ့ဘဝသင်္ချိုင်းမှာပဲအဆုံးသတ်မယ်လို့ထင်ခဲ့ကြတာဒါကြောင့်သူတို့သွားတဲ့ခရီးကအချိန်ကြီးဖြစ်ခဲ့တာဒီနေ့ကျွန်တော်တို့တွေအသက်ရှင်သောဖရားကိုသိတဲ့လောကကြီးထဲမှာတည်င်္ဂဖြစ်တဲ့သင်္ခါရ ကဘာကြီးထဲမှာရှာနေမိကြလားအဲ့ဒီသင်္ချိုင်းမှာသွားတဲ့အတွေ့အကြုံဟာကျွန်တော်တို့အားလုံးရဲ့ဘဝလမ်းခီပါကေတင်ချင်းလမ်းကြောင်းတော့မှန်တယ်ဆိုပေမဲ့လည်းကျွန်တော်တွေမကြာခဏအမောင်လေးကိုပြန်ပြန်ပြီးတဲ့နောက်ဖလှေသွားရတဲ့ခရီးမျိုးကိုပြုတ်တတ်တယ်လို့ဖြစ်နေကြတယ် အဖြစ်နဲ့ဝမ်းနေစရာတွေကျွန်တော်တို့ဖန်ဆင်းခြင်းမှာလှပခဲ့သလောက်အဖြစ်တရားတွေရောက်သွားတဲ့အခါမှာ ကျွန်ဘဝကို ရောက်သွားတဲ့ရုပ်ဆိုးအကြီးတန်လှတဲ့အခြေအနေကိုလည်းကျွန်တော်တို့ကြုံခဲ့ကြရတယ်ကျွန်တော်တို့ရဲ့ဘိုးဘေးတွေအတွေ့အကြုံတွေဟာကျွန်တော်တို့ဒီကနေ့ခေတ္တမရမှာလည်းတွေ့ကြုံနေကြရတာပါ။အဲတော့ Pasca ဆိုတဲ့ပွဲတော်ရဲ့စကလုံးအနက်အဓိပ္ပာယ်က Pass over ြတ်ကျော်ခြင်းလို့အဓိပ္ပာယ်ရတယ်။တဖက်ကမ်းမှာအီဂျစ်ပြည်မှာကျွန်ဘဝအနေနဲ့ဖာရိုရဲ့လက်အောက်မှာလူရုပ်မပေါ်အောင်လူကုန်သိခါတွေပျောက်ဆုံးပြီးတော့အတုံးခံသက်သက်အပိနှိတ်ခံရတဲ့အငင်းပန်းအနှိတ်ဆက်ခံရတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့လူမဆန်မှုတွေအောက်မှာဝတ်တော်ပြီးတဲ့နောက်ခံခဲ့ရတဲ့ဖျားလူမျိုးတွေ ီကနေ့ကျွန်တော်တို့မနုဿလူသားတွေလည်းအထူးသဖြင့်မြန်မာပြည်လူသားတွေကြုံနေကြရတယ်လူလုတဲ့ဂျမားဇိုးတွေရဲ့အောက်မှာခံရသလိုတဘာဝရဲ့ညင်ပန်နှိပ်စက်မှုတံကိုလည်းကျွန်တော်တို့ခံရတယ်တဘာဝတော့ကတော့မတရားတာတော့မဟုတ်ပါဘူးလူတွေရဲ့မတရားမှုပြုလုပ်မှုကိုပြန်တုတ်ပြန်တဲ့သဘောလောက်ပဲရှိတာပါသို့တော့လူလုတဲ့ တမာဇိုးတွေကတော့လူရဲ့အတ္တတွေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့နှလုံးသားမဲ့တော့လူသားမဆန်တဲ့အပြုတ်မှုတွေကြောင့်ကျွန်တို့ဒီကနေ့မြမာပြည်သူများပြည်သားများ ခံစားတွေ့ကြုံနေကြရတာဖြစ်တယ်။ဒါကိုနှလုံးသားတွေပြောင်းလဲဖို့အတွက်ကျွန်တော်အမောင်ချထားတဲ့အချိန်ကနေပြီးတဲ့နောက်အလင်းစီကို ပြန်လာကြရတယ် ဒီကနေ့တင်ညာရဲ့ဂူကိုပိတ်ဆို့နေတဲ့အခါမှာအထဲမှာအမောင်နဲ့ပုတ်တိုးမှုများရုပ်ဆိုးမှုများ အကြီးတန်မှုများဖြစ်နေတယ်။အဲ့ဒီဂူဝမှာပိတ်နေတဲ့ကြောက်တုံးဒီကနေ့ဖယ်ရှားပေးဖို့ဖျားစီမှာကျွန်တော်တို့တောင်းလျှောက်အတနာခံကြတာ။ကျွန်တော်တို့မှလည်းကိုယ့်ရဲ့အတ္တလှိုင်းကူထဲမှာ အကျဉ်းသားအနေနဲ့ပုတ်ပွားပြီးတဲ့နောက်သေပြီးနန်စော်နေတဲ့အခြေအနေမှာကျွန်တော်တို့ကိုအဲ့ဒီအတ္တလှိုင်းကူကို ပိတ်ဆို့နေတဲ့ကြောက်တုံးတွေအများကြီးရှိပါလိမ့်မယ်။ကိုယ်စီမှာဗာကြောက်တုံးတွေကပိတ်ဆို့နေလေ။ပြန်ပြီးတဲ့နောက်ထောက်ရှုကြည့်ပါ။ဒီနေ့ကျွန်ဘဝလိုပဲကျွန်တော်တို့မှာတိမ်ငယ်စိတ်တွေအားငယ်စိတ်တွေဆိုရက်ကြောက်တုံးတွေပိတ်နေလား။ ဒါမှမဟုတ်ယုံကြည်ရာမဲ့နေတဲ့မျော်လင့်ခြင်းမဲ့နေတဲ့စိတ်သက်ကြဆင်းနေတဲ့ကြောက်တုံးနေလားဒါမှမဟုတ်အပြစ်တရားနဲ့တူတဲ့ကျွန်တော်တို့ရဲ့မာမာနကြောက်တုံးနေလားအချင်းချင်းရိုင်းမင်းကူညီလိုတဲ့စိတ်တွေကင်းမဲ့ပြီးတဲ့နောက်အတ္တစိုးမိုးနေတဲ့ကြောက်တုံးနေလား တကူကောင်းဆန်တဲ့ကြောက်တုံးတွေလောဘယမက်ကြောင့်မိမိရဲ့ညီကိုမောင်နှမလူသားအချင်းချင်းပေါ်မှာဂုတ်သွေးစုပ်ပြီးတော့အမျက်ထုတ်နေတဲ့မတရားကြီးစိုးလို့တော့ကြောက်တုံးလားမေတ္တာတရားခေါင်းပါစွာနဲ့ဒုက္ခရောက်နေတာကို တွေ့လျက်နဲ့မသိကြိုးကြုံမျက်စိကိုမှိတ်နားကိုပိတ်ပြီးတဲ့နောက်ငါကပါငါလှိုင်ကူမှာပဲ ငါနေမယ်ဆိုတော့သိချင်းရဲ့ယဉ်ကျေးမှုကိုလက်ကင်ထားထားကျင့်သုံးနေတဲ့ကြောက်တုံးလားဒီကနေ့ချက်တော်ညီကောင်မောင်မအပေါင်းတို့ကျွန်ုပ်တို့လမ်းကိုဒီညမှာရှာဖွေတွေ့ရှိကြပါပြီအဲဒီလမ်းဟာအချီနီမဟုတ်ပါဘူးတကယ့်ကိုလှောက်ခစေတဲ့ကျွန်တော်တို့နှလုံးသားတွေကိုတီးခေါက်နေတဲ့ဝတ်ကြ အခုနကျမ်းစာမှာကြားရတယ် why do you look the one who is alive among the dead အသက်ရှင်တဲ့ပုဂ္ဂိုလ်ကိုဘာကြောင့်သေသူတွေရဲ့အထဲမှာရှာနေတာလဲသေသူတဲ့တင်းကြိုင်းမှာကျွန်တော်တို့ရှင်သန်တဲ့ပုဂ္ဂိုလ်ကိုဘယ်လိုလုပ်သွားရှာနေကြတာလဲ အလျှော့ပေးအရှုံးပေးဖို့စိတ်ကူးနေရတာလေတဲ့ဒါကြောင့် Easter ဆိုတဲ့ပွဲတော်ကြီးဟာကျွန်တော်တို့ကြောက်တုံးနေကိုဖယ်ပေးတဲ့အောင်မြင်ခြင်းပွဲတော်ပါ စိတ်ပြတ်အားငယ်အရှုံးပေးတဲ့ပွဲမဟုတ်ပါဘူးအလဲထိုးခံရတဲ့ပွဲမဟုတ်ပါဘူးကားတိုင်းပေါ်မှာတောက်ကြနေကြီးမှာရရက်ဆက်ဆက်လူသားတယောက်လိုတော့မဟုတ်တော့ဘဲနဲ့တကယ် ဆိုးသွမ်းရုပ်မာသောသူတယောက်အသေးဆုံးနဲ့သေရသလိုဒီနေ့ခရစ်တော်ဖျားရှင်အဲ့ဒီမှာအဆုံးမသက်တော့ပါဘူးအောင်မြင်ခြင်းပွဲတော်ပါအရန်ကိုကက်ခဲကြီးမားတဲ့ကြောက်တုံးတွေကျွန်တော်တို့ရဲ့မျော်လင့်ခြင်းတွေဆိုတော့အလင်းရောင်အသက်ကိုပိတ်ထားရကနေပြီးတဲ့နောက်ဖယ်ပေးမဲ့ပုံကွာတခြားမဟုတ်ပါဘူးငါသည်အသက်ဖြစ်တယ်ငါဟာလမ်းဖြစ်တယ်ငါဟာ လမ်းခီးဖြစ်သလိုမျောလင့်ခြင်းလည်းဖြစ်တယ်ဒီကနေ့လူသားတွေရဲ့တမိုင်းတင်းញိုင်းကူထဲမှာပဲအဆုံးမတက်သွားရပါဘူးကျွန်တော်ရဲ့မြန်မာပြည်တမိုင်းတင်းញိုင်းကူမှာအဆုံးမတက်ပါဘူးဒီနေ့ဒီညာ living stone အသက်ရှင်သောကြောက်တုံးကျွန်တော်တို့ခိုးလုံးရခရစ်တော်ဖျားရှင်ဟာ သေခြင်းကနေရှင်မြန်တဲ့ဖရာကျွန်တော်တို့နဲ့အတူတူရှိနေသလိုဒီညမှာဒီမစ္စတရားတော်မြတ်မှာကျွန်တော်တို့မိမိတို့ရဲ့ယုံကြည်ခြင်းကိုပြန်ဝန်ခံနေတဲ့ပွဲပါအတိတ်ကနှစ်ပေါင်း2000ကျော်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုပြန်ပြီးတဲ့နောက်သတိရကျင်းပယုံတသက်ပဲမဟုတ်ပါဘူး living stones ဆိုတဲ့အသက်ရှင်နေသောဖရာကရှင်မြန်သောဖရာကဒီကနေ့ကျွန်တော်တို့ရဲ့ဘဝဖြစ်စဉ်တမိုင်းကြောင်းတစ်လျှောက်လုံးမှာအဲ့ အတိတ်အနက်အမြင်အရှုံးအောင်နိုင်ခြင်းပတ်ဝန်းကျင်အကုန်လုံးရဲ့ဘဝအဖြစ်ပြက်ထဲမှာကိုရောရှိနေတယ်အဖို့ပြုတ်ပြီးနေတယ်ဆိုတော့ကိုဒီကနေ့ပြန်သတိရရအောင်ဒါကြောင့်ရှင်မြန်သောခရစ်တော်ကိုရှာဖွေဖို့အတွက်ကျွန်တော်တို့ကိုဒီညဒီ Easter ပွဲတော်ကဖိတ်ခေါ်နေတာပါအဲ့တော့ဖယ်ရှားနေတဲ့ကြောက်တော့ ကျွန်တော်တို့ကိုဖယ်ပေးမဲ့ပုံကောရှိနေပြီကျွန်တော်တို့အဖယ်ခံဖို့ပဲလိုတယ်ကိုယ့်ရဲ့ဘဝလှိုင်ကူကနေပြီးတော့ပိတ်ဆို့နေတယ်ကျွန်တော်ရဲ့မယုံကြည်နိုင်ခြင်းနေတယောက်နဲ့တယောက်တန်တရားဖြစ်တယ်လို့ဖယားအပေါ်မှာကျွန်တော်တို့တန်တရားစိတ်တွေဖယားကိုဖယားနေရမှာ မထားနိုင်ဘူး အခြားသောအရာတွေကိုဖျားနေရမှာထားပြီးရဲ့နော်ရှစ်ခိုးကိုးကွယ်နေရင်ကျွန်တော်ရဲ့မျောလင့်ခြင်းကဘာမှလဲကျွန်တော်မျောလင့်ခြင်းကိုစန့်ကျင်ပြီးတဲ့နောက်အဲ့ဒီပိတ်ဆို့နေတဲ့ကြောက်တုံးကိုကျွန်တော်တို့ကဖယ်နိုင်မှာ မဟုတ်ဘူးကျွန်တော်တို့ဖယ်ခွင့်ပြုဖို့တော့လုံလိမ့်မယ်ဒါကြောင့်ထားသွားပါပြီအရာအားလုံးကုန်ပါပြီကဘာကြီးပြတ်ပါပြီငါဘဝရှုံးပါပြီဆိုတော့သေခြင်းရဲ့ ယဉ်ကျေးမှုမှာပဲကျွန်တော်တို့သင်ချိုင်းမှာပဲအဆုံးသတ်နေမယ်ဆိုရင် ရှင်မြန်ကြီးကဒီကနေ့ကျွန်တော်တို့အားလုံးအတွက်အတိတ်ပဲမရှိသေးဘူး။ဒါကြောင့်ချက်တော်ကြီးကိုမမအပေါင်းတို့ဖရားရဲ့ရှင်မြန်ကြီးကကျွန်တော်တို့အတွက်ပါ။သူကဒီဇလန်းကိုစရေးခဲ့တာကျွန်တော်တို့အားလုံးအတွက်ပါ။ကဲတင်ဖို့အတွက်လာတာပါ။ အဲ့တော့ကယ်တင်ရှင်ကရောက်လျက်နဲ့ကျွန်တော်ကအကယ်တင်မခံဘူးဟေးနေပါစေကျွန်တော်ဂူထဲမှာပဲကျွန်တော်ပျော်မွေ့တယ်ဆိုတဲ့အနေအထားမျိုးမှာနဲ့ပိတ်ဆို့နေရင်ဒီကနေ့မျော်လင့်ရမဲ့တဲ့လန်းခྱི་ကိုကျွန်တော်တို့ပြုတ်နေသလိုဖြစ်ပါလိမ့်မယ်ချက်တော်ကြီးကိုမောင်မပေါင်းတို့ဒီနှစ်ဟာကျွန်တော်တို့အားလုံးအတွက်ဂျူဘလီနှစ် အဲ့ဒီဂျူဘလီနဲ့မှာယဟန်မင်းကြီးကကျွန်တော်အားလုံးအတူတကွမျော်လင့်ခြင်း၌ကောင်းကင်ကိုခီးပြုနေကြရဲဖျားဘူးများဖြစ်တယ်ဆိုတာကိုပြန်သတိပေးနေသလိုကျွန်တော်မကြာခဏဝတ်ဆောက်ခြင်းတွေသင်တန်းတွေအစည်းအဝေးတွေနော်ခဏခဏကျင်းပပြီးတယ်နော်ဒီမျော်လင့်ခြင်း၌ရှင်ပြန်ဖို့ရှင်သန်ဖို့အတွက်ဖိတ်ခေါ်ခြင်းခံနေကြရတယ် ဒီညမှာအထူးအဲ့ဒီအချက်လေးကိုပြန်ပြီးတဲ့နောက်မျော်လင့်ခြင်းကိုမတူကြုံမိပါစေနဲ့ကျွန်တော်ရဲ့မျော်လင့်ခြင်းဟာဖျားပါ No hope no god မျော်လင့်ခြင်းမရှိတဲ့သူဖျားမရှိဘူးဖျားမဲ့နေပါလိမ့်မယ် No hope ဘာလဲ No god ကျွန်တော်မှမျော်လင့်ခြင်းရှိတယ် ဖရာရှိတယ်အဲ့ဒီဖရာဟာကျွန်တော်တို့အတွက်ဒီကနေ့မျော်လင့်ခြင်းပါကျွန်တော်တို့ရဲ့အပြစ်တွေကိုကားတိုင်းပေါ်မှာအကုန်လုံးစေကြောခဲ့ပြီးပြီကျွန်တော်တို့သူ့ရဲ့အသွေးနဲ့အကုန်လုံးကိုကယ်တင်ပေးခဲ့ပြီးပြီအေးကယ်တင်မခံရတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲသူ့ရဲ့ကယ်တင်ခြင်းကျေးဇူးကိုညင်းပယ်ပြီးခါခါတီးတီးနဲ့ ကောင်းခါနေတဲ့ပုံကိုယ်တွေပါဒါကြောင့်ဒီကနေ့ညမှာကျွန်တော်အားလုံးမျှော်လင့်ခြင်းအရှင်ဖြစ်တဲ့ဖခင်၌ပြန်လဲပြီးတော့ no ကြဖို့ no ထဖို့ရှင်သန်ဖို့ဖိတ်ခေါ်ခံရတယ်ဒါကြောင့် Easter မှာ rise up ကျွန်တော်အားလုံးကိုမတည့်ရခိုင်းပါတယ်ထခိုင်းပါတယ်မျော်လင့်ခြင်းကကျွန်တော်အားလုံးကိုထိုင်ရန်ကနေပြီးတော့ထစီတယ် ထိုင်နေတယ်ဆိုတာကခྱི་ပြူတာမဟုတ်တော့အမတ်တက်ရက်တဲ့သူအေးမတ်တက်မရက်ပြလို့ရှိရင်ကျွန်တော်ကျမဘလောက်အရက်မြင့်လဲဆိုတာဘလို့လို့သိနိုင်မလဲဒါကြောင့်ကျွန်တော်တို့တွေဒီကနေ့မိမိကိုယ်ကိုမာမမတ်မတ်ရက်နိုင်ဖို့အတွက်ဖယားရှင်ကထဆန်းသာသမီးဖိတ်ခေါ်နေပါတယ်ကြောက်ရွံ့စရာဘာမှမရှိပါဘူးဒါကြောင့်တန်ပေါ်လူက ဖျားနဲ့တို့ချာမှာရှိတဲ့အချစ်ကိုဘယ်အရာကခွဲနိုင်ပါလဲဘယ်အရာကမှမခွဲနိုင်ပါဘူးညင်ပန်းနှိမ့်ဆက်ခြင်းလားစာလောင်မုတ်သိခြင်းလားအဝတ်အစားအချီနီမဲ့နေခြင်းလားနေစရာထိုင်စရာမရှိခြင်းလားဖျားနာခြင်းလားချိန်နဲ့အရိုက်ခံရခြင်းလားထောင်ချခြင်းလားဘာကမှနောက်ဆုံးပြောရရင်သိခြင်းလားဘယ်အရာကမှတို့ကိုဖျားရဲ့အချစ်နဲ့မခွဲနိုင်ပါဘူး အဲ့ဒီယုံကြည်ခြင်းမှာကျွန်တော်တို့မျှော်လင့်ခြင်းကိုခိုင်ခိုင်မာမာနဲ့ရှေ့ဆက်သွားကြရအောင်ဒီနေ့စီဝါရေးနိုင်ငံရေးလူမှုရေးဘာရေးတွေတဘာဝဘေးဒဏ်တွေကျွန်တော်တို့အများကြီးကြုံနေရတဲ့အချိန်မှာကျွန်တော်တို့အတွေ့မျှော်လင့်ခြင်းကဖရာကိုယ်တိုင်ဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ညီကောင်မောင်မောင်တို့ဒီကနေ့မှာ let us look at the risen jesus ရှင်ပြန်သောဖခင်ကို အတူတူကြည့်ရအောင်သူ့အကြည့်ကကျွန်တော်တို့ကို မျှော်လင့်ခြင်းပေးပါတယ်အုတ်ကူထဲမှာပဲမနေခဲ့ကြပါနဲ့ဖခင်နဲ့အတူ ရှင်ပြန်ထမြောက်ကြရအောင်ဂါလိလဲမှာပြောခဲ့တဲ့စကားတွေပြန်ကြားရအောင်ပါပြန်တတိရပါတဲ့တရားမင်းနှစ်ပါးကတော့ကြည့်တဲ့အမျိုးသမီးတွေကိုပြောလိုက်တယ် ဘာတွေပြောခဲ့လဲဂါလိလေယာဆိုတာဖယားရှင်စပြီးတဲ့နောက်ကောင်းကင်နိုင်ငံတော်အကြောင်းကိုစဟောခဲ့တဲ့နေရာ နောင်တတရားနဲ့ရှင်မြန်သော ခရစ်တော်အကြောင်းစပြီးတော့ပြောခဲ့တဲ့နေရာသေခံရမှာမှန်တယ်ဒါပေမဲ့သင်ချိုင်းမှာကပြီးဆုံးသွားတာမဟုတ်ဘူး၃ရက်မြောက်နေ့မှာဘာဖြစ်မယ်ပြောထားလဲရှင်မြန်မယ်ဆိုတာကိုကျွန်တော်တို့နေ့တိုင်းနေ့တိုင်းပြန်ပြီးတော့တတိယရရအောင်ဂါလိလေရဲ့ ပြောခဲ့တဲ့စကားတွေကိုနှလုံးသွင်းပြီးတဲ့နောက်ဒီကနေ့ရှင်မြန်သောခရစ်တော်ကျွန်တော်နဲ့အတူရှိသလိုသူ့ရဲ့ရှိနေခြင်းကကျွန်တော်တို့ကိုခွန်အားဖြစ်စေသလိုမျှော်လင့်ခြင်းနဲ့ကောင်းကင်နိုင်ငံရောက်တဲ့အထိခေါ်ဆောင်သွားပါလိမ့်မယ်အားလုံးပေါ်မှာဖျားရှင် ရှင်မြန်သော ခရစ်တော်ဖျားရဲ့ကောင်းကြီးတော်အစဉ်တက်ရောက်ပါစေအာမင်